တော့အတော့မနက်9နာရီလေးအမဘိုးကျုံနှစ်ယောက်သွားပြီးတော့လက်မထိုးရငါလက်မမထိုးပေးနိုင်ဘူးမင်းတို့လှုပ်ချင်ရလို့မင်းတို့ဖမ်းချင်လဲဖမ်းဆိုတော့တက်မတော့ဗျမလှုပ်ရတာမှမရှိဘူးအဲ့တော့ဖမ်းလိုက်တဲ့ခါကျတော့တမရမရှိတော့တမရမရှိတော့တမရမရှိတော့တဲ့ခါကျတော့တမရကိုဥပဒေနဲ့ပြန်ကြည့်တဲ့ခါကျတော့အဲ့တော့ပုံမှန်80 81 82 83မှာတေချာဖတ်ကြည့်ဟုတ်ပြီနော် ဲ့တော့ကျွန်တော်တို့ကတမရတမရက3ယောက်ရှိတဲ့အချိန်မှာတမရ1ယောက်ရဲ့ဒုတိယတမရ2ယောက်ရဲ့စုစုပေါင်း3ယောက်ရှိတဲ့အချိန်မှာတမရ1ယောက်ကကျွန်တော်ကျမ်းမာရေးရတော့၎င်းပထမအဆုံးပထမတမရပေါ့နော်နိုင်ငံတော်တမရကကျမ်းမာရေးရတော့ဇုံတစ်ခုတော့အကြောင်းကြောင်းတစ်ခေါက်မရှိတော့ဘူးဆိုရင်သူ့ဖမ်းလိုက်ပြီခါကျတော့မရှိတော့ဘူးမရှိတော့ဘူးဆိုရင်ဒုတိယတမရ1ဒုတိယတမရ1ကယာယီအဖြစ်တမရဝင်ပြီးတော့အလုတ်လုတ်ကြတယ် ဲ့ဒါနဲ့ဦးမြင့်စွေကြီးကဒုတိယတမရတစ်ဖြစ်တဲ့ဦးမြင့်စွေကြီးကတမရဖြစ်သွားတယ်ဗျတမရဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်လဲတမရကကာလုံဥဆောင်ပြီးတော့အရေးပေါ်ချင်းကြီးကျင်ညာလို့ရသွားဟောเนาะအဲ့ဒီလိုနဲ့ကျွန်တော်တို့ကပုံမှန်၁နှစ်ရပေါ့ပုံမှန်၁နှစ်ရကျွန်တော်တို့ကကာလုံကိုဖွဲ့စည်းပြီးတော့နိုင်ငံတော်ကိုကာလုံကြီးကဥဆောင်သွားတာပေါ့ဗျာအဲ့ဒီလိုနဲ့ ကာလုံလည်းရှိသွားပြီတမရလည်းရှိသွားပြီဆိုတော့ပုံမှန်၄၁၀ကျွန်သွားလို့ရသွားပြီအဲ့ဒါပုံမှန်၄၁၀ကျွန်ရတမရနဲ့ကာလုံရှိပြီးတာဖြစ်တာကြောင့်အဲကာလုံကနေပြီးတော့အရေးပေါ်အခြေအနေဖြစ်တနိုင်ငံလုံးကိုတစ်နှစ်ကြီးညာလိုက်လေအဲ့နေရာမှာကြည့်လို့ရှိရင်လည်းပဲမြန်မာနိုင်ငံကိုဥဆောင်တာအရေးပေါ်ကာလမှာကာကြုံမဟုတ်ပါဘူးကာလုံကပဲဥဆောင်တာဖြစ်ပါတယ်အဲ့ဒီလိုနဲ့ပုံမှန်၄၁၈ကာလုံမှာတမရကဥဆောင်နေတယ် တော့သမရကနေပြီးတော့ပုံမှန်438ရကာကျုတ်တံကိုအာနာ၃ရလွှဲတယ်။နော်ကာလုံကပဲကာကျုတ်တံကိုလွှဲတာ။အာနာ၃ရလွှဲတယ်။ဒါမဲ့ကာကျုတ်ကဥပရေပြုခင်းအာနာကိုဘယ်သူမှပြန်ပြီးတဆင့်ကပြန်လွှဲဝင်မရှိဘူး။အဲ့တော့438ရကျော်လို့လွှဲထားတဲ့တာဝန်တွေကို439ရကာကျုတ်ကအလုပ်တွေလုပ်ပြီးွားတဲ့ကာကျလို့ရှိရင် ကာလုံပြတ်အပ်ပြီဆိုလို့ရှိရင်ကာလုံကနေပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့ပယ်ဖြတ်ပေးရတယ်ပြန်ပယ်ဖြတ်ပေးပြီးတော့ကျွန်တော်ရွေးကောက်ပဲပြန်ကျင်းပပေးရတယ်အဲ့တော့ဒီမှာသတိထားရမှာကဒီအရေးဟိုအာနာထိန်တဲ့ဖြစ်စဉ်မှာသတိထားရမှာကဥပဒေတွေကိုတေချာဖတ်ကြည့်ကြလူတိုင်းနားလဲတာကတစ်နှစ်တစ်နှစ်ကဲ6လ2ခါရေလူတိုင်းနားလဲတယ်လူလူလူတိုင်းနားလဲတဲ့ခါကျတော့အဓိကလူတိုင်းနားမလဲတာ6လအလီလီဘာကြောင့်မတိုးတာလဲအဲ့ဒါကိုနားမလဲတာ เนาะအဲ့တော့ပုံမှန်425ကိုကျွန်တော်တို့ကြည်မှာရှင်းနောက်ဆက်ဆက်ဇကရက်ဆိုတာကိုကျွန်တော်နားလည်ဖို့လိုအပ်တယ်အဲ့ဒီမှာတကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်မျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတီးတဲ့ပြည်တော်စုလွတ်တော်တက်တန်းကုံဆုံးသွားချိန်တွင်တက်မတော်ကာဝေးဦးစည်းချုပ်က၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမပြုနိုင်သေးသဖြင့်တမတ်ကာလအချိန်တိုးပင်းရန်အကျိုးကြောင့်ဖော်ပြလျက်တင်ပြလာပါကအဲ့ဒီအထိတစ်ဖြတ်ဖြတ်လိုက် ဲ့ဒီမှာတည်းအဲ့ဒီ425ကအဲ့မှာတက်ဖြက်ဖြက်လိုက်တင်ပြလာပါကနော်ကျိုးเจ้าဖော်ပြပြီးတော့အစားထဲမှာအဲအချိန်လေးကမပြီးသေးပါဘူးနော်အချိန်လေးကမပြီးသေးပါဘူးအာမန်ချိန်လေးမရောက်သေးပါဘူးအဲအချိန်ကာလထပ်တိုးပို့လိုအပ်ပါတယ်ဆိုပြီးကာကျုပ်ကကာကျုပ်ကနေပြီးတော့ကာလုံးကိုတင်ပြလာပြီဆိုလို့ရှိရင်တင်ပြလာပါကစပြီအဲ့မှာစကြည့်ပြီစိတ်နောက်ဆက်ဆက်ဇကရောက်ကျွန်တော်စရှင်းပြပြီနော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကပြောတယ်ရှင်းနောက်ဆက်ဆက်ဇကရက်သဘောတရားကိုသင်ချာနားထောင် တာမန်အပြင်တဲ့တကြိမ်လျင်6လအထိနှစ်ကြိမ်တိုးမြင့်ပေးနိုင်သည်ပြန်ပြောမနော်တေချာနဲ့တော့နော်တာမန်အပြင်တကြိမ်လျင်6လအထိနှစ်ကြိမ်တိုးမြင့်ပေးနိုင်သည်အဲ့ဒီမှာခင်ဗျားတို့ဗာမြင်လိုက်လေဥပဒေကိုနားလည်တဲ့သူသိသွားလိမ့်မယ်ဥပဒေဖတ်တဲ့အခါမှာ၃မျိုးပဲရှိတယ်ဘယ်ဥပဒေကိုဖတ်ဖတ်ဖတ်ပုံဖတ်နည်း၃မျိုးပဲရှိတယ်အရေးသား၃မျိုးပဲရှိတယ်ဥပဒေမှာ ဒူးရဲ့ဒုတ်ရဲ့ကံရဲ့၃မျိုးပဲရှိတယ်ဒူးဆိုတာလောက်ပါဒုတ်ဆိုတာမလောက်ရပါအဲ့ဒါကတော့လူတိုင်းနားလေတယ်အဲ့ဒီပုံမှန်မှာလောက်ပါဆိုလောက်လိုက်ရှင်းတယ်မလောက်ရဘူးဆိုမလောက်နဲ့ရှင်းတယ်ဒါပေမဲ့ကံသဘောနိုင်သဘောပါလာတဲ့ခါကျရင်အဲ့ဒီမှာလူတွေနားမလဲတော့အမတ်လောက်ဟိုအမလူတွေနားမလည်နိုင်တော့နားမလည်နိုင်တော့ဘာကြည့်မလဲဆက်ဆက်ဇကရက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ကံသဘောဖြစ်တဲ့အခါကျတော့ကျွန်တော်ပုံမှန်တစ်ခုကိုစဖတ်ပြီဆိုရင်နိုင်ဆိုတဲ့စကားရက်လေးပါလာပြီနိုင်ဆိုတဲ့စကားလေးပါလာပြီဆိုအဲ့ဒီစာပိုက်ကအဲ့ဒီပုံမှန်ကအတိဘယ်တမျိုးတည်းမဟုတ်တော့ဘူးအတိဘယ်ကကစားလို့ရသွားပြီအဲ့ဒီပုံမှန်မှာ twist တွေပါလာပြီဆိုတာမှတ်ထားအောက်မှာ harmony နဲ့မှတ်သွားဥပဒေကို ဖတ်တဲ့အခါ ဘယ်စာပဲဖတ်ဖတ်ရုံးစာရေးသားနည်းကိုလေ့လာတဲ့အခါကျရင်နိုင်ဆိုတဲ့ဇာကပါလာပြီဆိုမှတ်ထားအောင်မဟော်မနီနဲ့နိုင်ဆိုတဲ့ဇာကပါလာပြီဆိုရင်အဲ့ဒီစာပိုက်ထဲမှာ twist တွေပါလာပြီကစားလို့ရနေပြီကစားခွင့်ပြုထားတယ်လို့မှတ်ထားမသိရင်မှတ်ဟုတ်ပြီနော်အဲ့တော့တာမန်အားဖြင့်တစ်ချိန်လင်6လတိနှစ်ချိန်တိုးမြင့်ပေးအဲ့ဒီတည်းကပြဿနာမရှိဘူး တာမန်အဖြစ်6လ2ကြိမ်တိုးမြင့်ပေးလို့ပြောတာရှင်းတယ်ဒါပေမဲ့တိုးမြင့်ပေးပါအဲ့လိုဒဲပြောတာမဟုတ်တိုးမြင့်ပေးနိုင်သည်တဲ့နိုင်ဆိုတာပါလာပြီကံသဘောဖြစ်လာပြီနိုင်ဆိုတာပါလာတဲ့ကြောင့်2ကြိမ်တိုးလဲရတယ်3ကြိမ်တိုးလဲရတယ်4ကြိမ်တိုးလို့ရတယ်အဓိကကဘာဖြစ်လဲဒီသူတင်ပြတဲ့အချိန်တွေတခုတည်း တာမန်ချင်းนี่ပြန်မရောက်သေးဘူးမတည်ငြိမ်သေးဘူးဆိုတော့အတိတ်ပဲကရှေ့ရဲ့စာပိုက်ထဲမှာလဲပါထားပြီးသားအဲ့တော့ဒီနောက်ကအရေးသားမှာလဲနိုင်ဆိုတာလဲပါရတာမဟုတ်လို့အဲ့ဒါ twist ရှေ့ရစာထဲမှာတည်ငြိမ်နေပြီဆိုလို့ရှိရင်ပြဿနာမရှိဘူးเนาะတိုးစရာမလိုဘူးရတယ်ဒါပေမဲ့စိတ်ရဲ့အတိတ်ပဲမှာမတည်ငြိမ်သေးပါဘူးတိုးမြင့်ပေးနိုင်ပါရဲ့တင်ပြအပ်ပါသည်ဆိုပြီးတင်ပြရတာလဲဖြစ်တယ်ပြီးတော့နိုင်ဆိုတာကလဲပါတာမဟုတ်လို့ twist လာပြီဥပဒေမှာ twist ရှင်းတော့ဆက်ဆက်ဇကရက်ဆိုအဲ့ဒါပဲဒါကြောင့်မို့လို့နိုင်ဆိုတဲ့ဇကားလေးကြောင့်ရုံးစာရေးသားနေမှာလဲအဲ့လိုပဲနိုင်ဆိုတဲ့ဇကားပါလာပြီဆိုတတိထားနော်ဒါစာစီစာရိုက်စာသဘောတရားရုံးစာဖတ်ဖို့တဲ့ဆိုဆိုနားလဲလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ပုံမှန်425ကရှင်းတော့ဆက်ဆက်ဇကရက်ကြီးရတိုးမြင့်ပေးနိုင်ပါသည်ဆိုပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုယုံကချမှတ်လိုက်တဲ့အတွက်ကြောင့် အဲ့ဒါနဲ့ကာလောကနေပြီးတော့နောက်ထပ်6လတွေကိုအခုချိန်ထိတော့ရွေးကောက်ပွဲကျင်းပတဲ့ချိန်ထိကျွန်တော်တို့တက်မတော်ကိုအာနာ ပေးထားခြင်းဖြစ်တယ်ဗျကဲဘာတွေအော်နေကြတာလဲဘာတွေနာနေကြတာလဲဟမ်ဘာတွေဘာတွေဟောင်းပြီးဘာတွေနာနေကြတာလဲဟမ်